ဒီတပုတ်ကတကယ်ကိုကြောက်ဖို့ကောင်းတဲ့အတွက်သေချာလေးတော့ကြည့်ကြပါဗျာ။ရိုစနာဆိုတဲ့ဒီမိန်ကလေးကတရေတစီတွေကိုလိလာရတာဝါသနာပါတဲ့ပြုပါ။တရေမှာတော့သူ့ရဲ့တန်ငယ်ချင်းကိုခေါ်ပြီးတရေအရန်၆တယ်ဆိုတဲ့အိမ်တိန်ကိုတွားပြီးလိလာခဲ့ကြပါတယ်။သူတို့တွားပြီးသူဆန်းကြည့်ရဲ့အဲ့ဒီအိမ်မှာတော့သူဆန်းတဲ့အတန်းချို့ကတွေရင်းထိထိကြကြရိုက်ကူးမရရင်မရှိခဲ့ပါဘူး။ထာကောင်သူတို့တငယ်ချင်းနေအောင်လဲပြလာစူးစမ်းမှုတွေကိုရက်ပြီးကိုကြီးအင်းတီတီကိုပြန်လာခဲ့ကြပါတယ် ါပေမဲ့မကြခင်မှာတော့ရိုစလာဆိုတဲ့ဒီမိန်းကလေးရဲ့အိမ်မှာအရန်ကိုကြောက်ဖို့ကောင်းတဲ့အရာတွေစပြီးဖြစ်လာခဲ့ပါတယ်။ ။တညမှာသူ့ရဲ့အိမ်အိမ်နာခန်းခါနေပြီးတရောက်တောက်နဲ့အတန်တွေထွက်လာတယ်။ဘာကြောင့်သူလဲသွားကြည့်ခဲ့ပါလဲ။တင်နာရှိကိုရောက်တော့လဲပရိသတ်သူမြင်တဲ့အတိုင်းပဲအထဲမှာဘာမှရှိမနေပါဘူး။ဒါပြင်အိမ်သားရဲ့တကားကလည်းသူ့အလိုလိုပိတ်လိုက်ဖြန့်လိုက်ဖြစ်နေတာပေါ့ဗျတွေ့ရမှာပါ။ဒါကြောင့်သူမလည်းတတော်ကိုကြောက်သွားခဲ့ပါပဲ။သူမကတရက်တစ်စီတွေကိုစူးစမ်းလေ့လာတဲ့သူတယောက်ဆိုတော့ဒီပြည့်ပြည့်ကိုတိတိကျကျလည်းသိကျင်နေလေ။ ဒါကြောင့်အင်တာရဲ့တကားကိုအရေးစုံပြီးရောက်အောင်ဖွင့်လိုက်ပါတယ်။ပြင်နဲ့အတိုင်းပါပဲဗျာ။ထဲမှာလည်းဘာမှမရှိပါဘူး။သူအင်တာထဲရောက်ပြီးသိပ်မကြခင်လောက်ပါ။ထင်ကတယောက်ယောက် ကတကားကိုဆွဲပိတ်ပြီးတော့ခတ်လိုက်တယ်လို့မျိုး။သူမလုံးဝကိုထွက်လို့မရတော့ပါဘူး။တကားကိုသူမဆွဲဖွင့်နေပြီမဲ့ပွင့်မလာပါဘူး။ဒီချစ်ချက်ကဘလောက်တောင်ကြောက်ဖို့ကောင်းလိုက်လေဗျ။သူနေရာမှာပြိတက်တို့သာဆိုရင်ရောဘလို့ခံစားရပါလဲ။ရောင်ဆုံးတော့ကံကောင်းစွာနဲ့ပဲတကားကသူ့လူလူပြန်ပွင့်လာခဲ့ပါပဲ။ဒါကြောင့်ဝဲသူမလည်းလွတ်မြောက်သွားတယ်လို့ပဲပြောရမှာပါ။ ဆိုရင်တကယ်ပဲမကောင်းဆိုးဝါးတွေကသူမရဲ့အိမ်ကိုဝင်လာတာများလားဒါမှမဟုတ်သူမကပဲမကောင်းဆိုးဝါးတွေကိုဝင်လာခွင့်ပေးလိုက်တာများလားဗျဘလူအဖြစ်များပေးခြင်းလဲဆိုတာကျွန်တော်ရေကိုမှန်မှရေးပေးခဲ့ပါဦး ဂျပန်လင်မယားနှစ်ယောက်ကအိမ်ဝယ်ဖို့အတွက်တရက်မှာပွဲစားကိုခေါ်ပြီးအိမ်အစ်တစ်တလုံးကိုသွားကြည့်ခဲ့ပါတယ်။အဲ့ဒီအိမ်ရောက်တော့ပွဲစားကလည်းဒီအိမ်ရဲ့ထူးခြားချက်တွေကိုလိုက်ပြီးရှင်းပြနေရပါဘော။အဲ့ချိန်မှာယောက်ျားဖြစ်သူကလည်းအိမ်ပွဲစားရှင်းပြနေတာတွေကိုဗီဒီယိုလိုက်ရိုက်ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဗီဒီယိုကကြောက်စရာကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်လာမယ်လို့တော့သူတို့မထင်ခဲ့ပါဘူးဗျ။ကြည့်ရအောင်။本物といましたよ誰か。いや今日私たちだけなんだけど。

ီကိုရိုက်နေတဲ့သူကတော့တော်တော်ကိုကြောက်လန့်သွားပုံပါပဲသူတို့လက်ဒီရင်ကိုမဝယ်ပြစ်လိုက်တာကံကောင်းတယ်လို့ပဲပြောရပါမယ်ဆမ်လို့ခေါ်တဲ့ဒီလူကတော့သူ့ရဲ့ချစ်သူနဲ့လက်ထပ်ပြီးအတူတူနေဖို့တော့ဒီအင်ကိုဝယ်ခဲ့တာပါ သူတို့လက်ထပ်ဖို့ကလည်း၃ရက်လောက်ပဲလိုတော့ပါတယ်အဲဒီမတိုင်ခင်တော့ဆမ်ကသူတို့ဝယ်ထားတဲ့အိမ်မှာ တယောက်တည်းလွတ်လွတ်လပ်လပ်နေရင်ကြံရှိနေတဲ့သူ့ရဲ့လူပြဘဝအချိန်တွေကိုအရာကရှိရှိနဲ့ခံစားနေတာဖြစ်ပါတယ်။ဒါပေမဲ့သူလာနေတဲ့ပထမရက်မှာပဲဒီအိမ်မှာထူးဆန်းတာတွေထစ်လာပါတော့တယ်။ ာကတော့သူ့အင်ရဲ့ပထမအဦးဆုံးထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပါ။ပေချာနားထောင်ကြည့်မယ်ဆိုရင်တကားရဲ့ချက်ကိုတယောက်ယောက်ကလှုပ်နေတဲ့အတန်းနဲ့အထဲကနေတကားကိုထုရိုက်နေတဲ့အတန်းတက်တက်ကိုပါကြားရမှာပါ။အဲ့ဒီကသူ့ရဲ့အိမ်မှာသူနဲ့သူ့ရဲ့ကြောင်လေးတစ်ကောင်ပဲရှိပါတယ်။ဒါကြောင့်ဆမ်လည်းနည်းနည်းတော့ကြောက်သွားခဲ့တယ်။ဒါပေမဲ့ရုတ်တရက်သူ့ရဲ့အနောက်ကနေအတန်းတစ်ခုကြားလိုက်ရတယ်ဗျ။အဲ့ဒါကထိုင်ကုန်နေရွေရှားသွားတဲ့အတန်းမှာချက်ချင်းသူလှည့်ကြည့်လိုက်ကြော်လဲသူ့ရဲ့ကြောင်ကလွှဲရင်ဘာမှမရှိပါဘူး။ Right, so I'm just in the toilet, and as you can hear, the door's rattling. So I feel quite trapped, but I'm gonna open it and see what happens.

There's something looking around the corner. Right, what the actual. နောက်တနေ့မှာဆမ်ကသူ့ရဲ့အိမ်မှာထူးဆန်းတဲ့အထွတ်အထိပ်ရှိနေတယ်လို့သူ့ရဲ့ကောင်မလေးကိုပြောပြပြီးလမ်းခေါ်ခဲ့ပါတယ်။ဒီလိုနဲ့သူ့ကောင်မလေးနဲ့သူအိမ်ရဲ့အခန်းတွေကိုတခန်းပြီးတခန်းဖွင့်ပြီးစစ်စစ်ကြည့်ခဲ့တယ်။ပေါင်နေတဲ့အခန်းတစ်ခန်းကိုရောက်တော့သူလည်းမီးဖွင့်မှုလှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအခန်းတောင်းရဲ့တနီယာကနေအရေးမဲကြီးတစ်ခုကသူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်တော့သူလည်းတော့ကိုကြောက်လန့်သွားပါတယ်ဗျ။ဘက်ကတူဒီနီယာကိုအာယုံစိုက်ပြီးပြေးချကြည့်ကြည့်ပါဗျာ။ ဒီလူကတဘာဝလုံးကိစ္စတွေကိုစိတ်မဝင်စားတဲ့သူပါ။ဒါပေမဲ့သူတို့ရဲ့တင်အစ်တင်မှာဒီလူမျိုးထူးဆန်းတာတွေဖြစ်နေတာဆိုတော့ဖြေရှင်းနိုင်မလားဆိုပြီး TV တွေကို line ပေါ်တင်ခဲ့တယ်လို့လည်းပြောပါရတယ်ဗျ။ဒီလိုပုဂ္ဂိုလ်ဆူလီယာစီလာဆိုတဲ့မိန်ကလေးကသူ့ရဲ့တစ်တော့အကောင့်မှာတင်ခဲ့တာပါ။ယူကတူတူလေးဆိုပေမဲ့အဲ့ဒီအိမ်မှာရှိတဲ့ဒီတားမီနှစ်ယောက်အတွက်ကတော့ တကယ်ကိုကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုလို့ပြောလို့ရပါတယ်ဗျာတညမှာဒီသားမိနေရောက်ကသူတို့အိတ်ခမ်းထဲမှာရှိနေတဲ့ချေအပြင်ဧည့်သည်နေရာကနေသူစမ်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ဗျအဲ့ဒီညကအိမ်မှာသူတို့သားမိနေရောက်ကလုံရင်မသူမှမရှိပါဘူးဒါကြောင့်မို့လဲသူတို့လည်းအပြင်ကိုထွက်မကြည့်တော့ဘဲ CCTV မှတ်တမ်းကိုစစ်ဆီးတဲ့အချိန်မှာတော့ ီလိုကြောက်စရာကောင်းတဲ့မျက်နာကိုတွေးလိုက်တာပဲဖြစ်ပါတယ်။ဒီရာကိုစက္ကန့်ပိုင်းပြင်မဲ့ရိုက်မိလိုက်တဲ့ဆိုပေမဲ့တိတိချာချာလေးကိုဖမ်းယူထားနိုင်ခဲ့ရကတကယ်ကိုကြောက်စရာကောင်းပါတယ်။ဒါကဘာဖြစ်နိုင်မလဲဆိုတာကိုတော့ပြိပတ်သူပဲပြောပြခဲ့ပါဗျ။ဒီနောက်ဆုံးတစ်ပုဒ်ကတော့ဂျပန်နိုင်ငံရဲ့နာဂါဆာကီမှာ

にしてもちょっと物が残りすぎてて逆に不気味だな ျွန်တော်ဒီရင်ကြီးကိုရောက်ရောက်ချင်းမှာပဲကြက်သိန်းတွေထလာတယ်။ဒီရင်ကြီးရဲ့အမွှေးတက်ကလည်းတကယ်ကိုကြောက်စရာကြီးဗျ။ကျွန်တော်ထင်တာကတည်းကလည်းဒီရင်ကြီးကပိုပြီးပြက်စီးနေတာကိုတွေ့ရပါတယ်။ကျွန်တော်အောက်ထပ်မှာဆူဆန်းရှာပွေနေတော့မှာပေါ်တက်ကလမ်းလျှောက်တက်လို့လို့အတန်ကိုကြားလိုက်ရရဲ့ဗျ။ကျွန်တော်နည်းနည်းလေးကြောက်မိနေပါတယ်။သူတက်ကြည့်တင်လားမကြည့်တင်လားဆိုတာကိုစဉ်းစားနေတယ်လို့ဒီလူကပြောပါတယ်။နောက်ဆုံးတော့သူအေးရွှွန်ပြီးတက်ကြည့်လိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဗျ။ဆက်ကြည့်လိုက်ရအောင်။ 誰いますかいたらすぐ出ていくんで何もしないんで。誰もいませんかえ包丁

ခဏကြာမှာတော့ကျွန်တော်တခုခုကိုတိုက်လိုက်လို့အောက်ကိုချီလိုက်တော့ခုံပေါ်မှာဓာတ်တလက်ကို တွေ့တယ်ကျွန်တော်နည်းနည်းလန့်သွားလိမ့်မယ်နောက်ပြီးခေါင်းလောင်းတန်လိုလူမျိုးအတန်တက်တက်ကိုလည်းကြားလိုက်ရတယ်ဗျာဒါကြောင့်ဒီလူလည်းရိုက်ကူးရဆက်မလုပ်တော့ဘဲအဲ့ဒီအင်ဂျီရကပြန်ထွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုဒီလောက်နဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်